သူတို့ရဲ့ကုံသွယ်ရေးကိုမှီခိုတဲ့စီးပွားရေးတွေကိုပထဝီနိုင်ငံရေးမရေရာမှုတွေနဲ့အထူးသဖြင့်အမေရိကန်အခွန်နှုံးထားတွေကကာကွယ်နိုင်ဖို့အလို့ငါအရှိတောင်အာချခေါင်းဆောင်တွေဟာတရုတ်ဝန်ကြီးချုပ်လီချန်းပင်လယ်ကွေ့နိုင်ငံခေါင်းဆောင်တွေနဲ့ကွာလာလမ်ပူမြို့မှာအင်္ဂါနေ့ကတွေ့ဆုံခဲ့ကြပါတယ်။အမေရိကန်မဟာမိတ်တွေအပါအဝင်ကမ္ဘာတဝန်းနိုင်ငံတွေပေါ်ပြစ်မှတ်ထားတဲ့ကြီးလေးတဲ့အခွန်နှုံးထားတွေကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဧပြီလမှာကြေညာခဲ့ပါတယ်။ အဲ့နောက်နိုင်ငံအများစုအပေါ်အခွန်နှုန်းထားတွေရပ်ပေါင်း90ဆိုင်းငံ့ထားတဲ့အမိန့်ကိုထုတ်ပြန်ခဲ့ပေမဲ့အဲ့ဒီအတွေ့အကြုံကြောင့်အရှိတောင်အာရှနိုင်ငံများအဖွဲ့အာဆီယံဟာသူတို့ရဲ့ကုန်သွယ်ရေးကုန်ရက်ကိုဖြန့်ခွဲထားရှိဖို့ကြိုးပမ်းမှုတွေကိုအရှိန်မြှင့်လှုံ့ဆော်လာခဲ့ပါတယ်။ပထဝီနိုင်ငံရေးအသွင်ပြောင်းလဲမှုကြီးဖြစ်ပေါ်နေပါပြီလို့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ကတင်းလာနေမှာစာနဲ့ရေးသားထားတဲ့မှတ်ချက်ကနေပြောဆိုထားပါဗျ။ မလေးညာကခံထားတဲ့ညသာစားပွဲကျင်းပပြီးတဲ့နောက်အာဆီယံတရုတ်နဲ့ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ GCC တို့အကြားကျင်းပတဲ့ထိပ်သီးအစည်းအဝေးကိုအင်္ဂါနေ့မှာစတင်မှာဖြစ်ပါတယ်။ပင်လယ်ကွေ့အဖွဲ့မှာဘာရိန်၊ကူဝိတ်အိုမန်ကာတာ ဆော်ရီအာရေဗျာနဲ့အာရက်ဆော်ဝါများပြည်တော်စုတို့ပါဝင်တဲ့အဖွဲ့ဖြစ်ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ရည်မှန်းဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမော Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလေးအတိအပြီးထိတ်ခေါ်လိုက်ပါရစေ။